တိကရအောက်တိုဘာဆိုရင် အနှစ်အအသက်များသင်ကြားကြဆိုလာသင်ခန်းစာကောင်းစဉ်ကိုတင်ယူလေးနာမည်ချင်ရောက်ပါပြီဒီသင်ခန်းစာကိုကျမတို့ဘယ်လိုသင်ရမလဲဆိုတော့စလုံးပေါင်းတင်တာတဲ့ဒါကကျမတို့ကစနစ်တည်မြန်မာစာသင်ကြားနည်းနဲ့သင်ကြားမှာဖြစ်ပါတယ်ဒါဆိုရင်ဘယ်လိုသင်ကြားမလဲဆိုတာလေးကိုတစ်ချက်လိုက်ခဲကြည့်ပေးပါရှင်ဟုတ်ပြီအဲ့တော့ကျမတို့ကကလေးလေးတွေကိုသတိမီးတွေဒီလိုသင်ရုံမှာဒါလေးမြင်လာနော်ဒီသင်ကြတာလေးကိုရင်ပြရမှာဖြစ်ပါတယ်ဒီလက္ခဏာလေးကိုဒီဒီမြင်းလေးပြထားတာကဒီနေရာမှာစလုံးလေးတစ်လုံးလာမယ်ဆိုပြီးကလေးတွေကိုကျမတို့ရှင်းပြမယ်အဲ့တော့ဒါဆိုရင်အသက်အတန်တွေကိုကျမတို့တည်ပြီးသားတွေ တာဝင်းဘူးလေးကိုအသက်သန်ရင်တတ်သန်တတ်သက်ကိုမြင်လို့ရှိရင်ကျမတို့ကဘလို့အသင်ဖတ်ရမှာလဲဒီမှာဒါလေးတင်လိုက်ပါအဲ့လိုအသင်ထွက်ရမယ်သူတို့ကအတတ်သက်ဘာသမန်းမသိဘူးကျမတို့ကသူတို့ကိုဘလို့ဘလို့တင်ရမှာလဲဆိုတော့တတ်သက်ကလေးကိုမြင်ရင်တတ်သက်ကလေးကိုမြင်အသင်နဲ့ဖတ်မယ် အဲ့ဆိုတော့အင်ကြီးချုပ်တဲ့အဲ့လိုမျိုးအတန်တူတယ်เนาะဒါပေမဲ့အဲ့ဒီအင်ကြီးချုပ်တဲ့အနီဒယ်လို့ခေါ်တဲ့အင်္ဂလိပ်လိုဒါကိုဒီအဲ့နဲ့မပေါင်းဘူးလို့မှတ်เนาะဒီဘက်မှာလည်းအဲ့တသက်ဒီဘက်မှာထက်လာမယ်ဟုတ်ပြီတခုချင်းစီပြပေးမယ်အဲ့တော့တဝင်းဘူးအသက်ကလေးကိုမြင်အဲ့လိုမှဒါပဲလားဆိုတော့မဟုတ်သေးဘူးသားတို့သမီးတို့ဒီမှာချီပါးစောက်ကလေးကိုအသက်သက်ထားတယ်เนาะပါးစောက်ကလေးကိုအသက်သက်ထားရင်လည်းဘလို့အတမ်းမှတ်ရမှာလဲအအတမ်းမှတ်မှရမယ်နားလည်မယ်เนาะပါးစောက်ကလေးကိုအသက်သက်ထားရင်လည်းအအတမ်းမှတ်ထွက် တက်တောင်းရင်ဘူးလေးကို အသက်သက်ထားတာမြင်ခဲ့ရင်လည်းအအတန်ပဲဖက်ရမယ်လို့မှတ်ရမယ်။သူတို့ကအတန်တူတယ်နော်ဟုတ်တယ်ဒါပေမဲ့ဘာကွဲလဲစလုံးပေါင်းကွဲတယ်အတသက်အနဲ့အပသက်အနဲ့ကွဲနေတယ်စလုံးပေါင်းပြီးတင်တယ်ဆိုရင်ကလေးတွေကကြာတယ်ကျမတို့ဒီအတန်စနစ်နဲ့စနစ်တွေမြန်မာဆိုတင်ကြတဲ့နေ့စနစ်တင်တယ်ဆိုလို့ရှိရင်မကြောက်ဘူးဘလို့တင်ရမလဲတခါလေးကြောက်ပြရမယ်။ဒီပုံစံလေးလုတ်ပေးထားတာက တခါတည်းနဲ့ဒီသင်ငန်းစာလေးသင်ရင်လည်းစလုံးပေါင်းတွေပဲကွဲသွားအောင်ဒါတွေကကူရီဘုံမဟုတ်ဘူးသူတို့စီထဲမှာမြင်လာအောင်လို့ပြပေးထားခြင်းဖြစ်ပါတယ်သင်ငန်းစာစုံနေကြည့်လိုက်ရင်နားလည်တော့ပါလိမ့်မယ်ဒါဆိုရင်အစားထိုးထည့်မယ်ဒီမြင်းအတုံးလေးထည့်တဲ့နေရာမှာကျမတို့ကကာကြီးလေးကိုထည့်လိုက်မယ်ဆိုရင်ဘာအတန်ထွက်သွားမလဲကတ်ဒီနဲ့ဒီနေရာလေးမှာခွေးလေးကိုထည့်မယ်ဆိုရင်ကော ဟုတ်ပြီခါခွေးလေးထည့်မယ်ဆိုရင်ဘာဖြစ်သွားမလဲခတ်နော်ဟုတ်ပြီပြီးလို့ရှိရင်ဂငယ်လေးကိုထည့်မယ်ဆိုရင်ကော နော်ဂငယ်လေးကိုထည့်မယ်ဆိုရင်တော့အာ sorry ဟုတ်တယ်ဂငယ်ကိုထည့်မယ်ဆိုရင်ခတ်နော်စာလင်ကိုထည့်မယ်ဆိုရင်ဆက်အကုန်ထည့်ပြပေါ့နော်အဓိပ္ပာယ်မရှိရရှိရတယ်ရှိရဖြစ်တဲ့အတွက်တချို့စလုံးတွေကသုံးမလို့လို့ကျွန်တော်တို့မှတ်လိုက်ရပြီဒီမှာနမူနာနဲ့ဆိုရင်နာငယ်လေးကိုဝင်မယ်ဆိုရင်နာငယ်လေးနဲ့တွဲမယ်ဆိုရင်နက်တက်တက်ကလေးကနာငယ်နဲ့တွဲမယ်ဆိုရင်နက်ဒါကအက်အတန်ထွက်တာကိုဒါလေးကအက်အတန်ထွက်ပြီးသားခခွေးကခခခဆိုတော့ ခတ်ခတ်ခတ်ကျွန်တော်တို့အဲ့လိုပြောစရာမလိုဘူးเนาะတခါတည်းမှန်ရည်ရပြီတက်သက်ကလေးကအဲ့အတန်ထွက်တဲ့ကာကြီးနဲ့တွဲမယ်ဆိုရင်ကတ်တက်သက်ကလေးကအဲ့အတန်ထွက်တဲ့ပါးတော့နဲ့တွဲမယ်ဆိုရင်ပတ်ဆလိန်လေးကအဲ့အတန်နဲ့တွဲရင်ဆက်တခါတည်းနဲ့နက်ခတ်အဓိပ္ပာယ်နဲ့ကြည့်အောင်ဟုတ်ပြီအဓိပ္ပာယ်ကဘာလဲကတ်ဆိုတာဘယ်လိုစလုံးမျိုးနဲ့ပေါင်းတာလဲဒီမှာကြည့်ကကြီးဆိုတဲ့ဟာတွေပေါင်းတဲ့အခါမှာ၃နဲ့ ်နော်ဒါလေးကကကြေးကိုသုံးတဲ့အခါတွေမှာကျွန်တော်တို့သုံးတယ်လို့ကလေးကိုအဲ့လိုလေးတခါတည်းအဓိပ္ပာယ်နဲ့တွဲပြီးတော့သိသွားအောင်သင်ပေးရမှာ ဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ကထူကတ်ထူဘုံလေးနော်အဲကတ်ထူစာအုပ်တွေပြောတဲ့ဟာမှာအဲ့ဒီဟာမြန်ကျွန်တော်တို့ကသုံးတယ်ပြီးလို့ရှိရင်အဲ ကပ်ပြားလေးတွေလေ flash ကပ်လေးတွေကပ်ပြားလေးတွေကိုဒါနဲ့သုံးတယ်ဆိုကျွန်တော်တို့ပြောမယ်ဟုတ်ဒီပတ်ဆိုတာတပတ်လဲတာအလဲပတ်သွားမယ် visit ဆိုတဲ့အလဲပတ်နဲ့လည်းတူတယ်เนาะပြီးရင်ခွေးလဲပတ်ကလေးတွေလဲပတ်ကလေးကိုလည်းဒါနဲ့ပေါင်းတယ်လဲပတ်အော်အဲ့တော့သူကပတ်လို့ပြောနေဒါနဲ့တွဲတည်သွားတယ်စလုံးမဘလို့ဘလို့မြင်ရမလဲဆိုတော့ကျွန်တော်တို့တင်ထောက်ကုန်နဲ့တင်ပြလို့ရပါတယ်ဆက်ဆိုလို့ရှိရင်လည်းစက္ကနဲ့လောက်တာအဲ့လိုမျိုးပြောချင်တာလည်းသုံးလို့ရတယ်ပြီးလို့ရှိရင် သမင်လိုမျိုးအကောင်လေးကိုဆက်လို့လည်းခေါ်တယ်เนาะဆက်ခနဲ့ကျိုးသွားတာစသည်အားဖြင့်ကျမတို့ကเนาะဆက်ခနဲ့ကျိုးသွားတာအဲ့လိုမျိုးပြောတဲ့အရာမျိုးဆက်ခနဲ့လှုပ်သွားတာအဲ့ဒါမျိုးလေးတွေကျမတို့ကသုံးတာဖြစ်ပါတယ်။နက်ဆိုလို့ရှိရင်လည်းနက်တငယ်ကိုလည်းကျမတို့ဒါနဲ့သုံးတယ် နော်သေနက်လို့ခေါ်တယ်ဂန်းလို့ခေါ်တယ်တနက်ကိုလည်းကျွန်တော်တို့ကဒါလေးနဲ့တုံးတယ်နက်ဆိုတာတနက်ကိုလည်းပေါင်းတယ်နက်တငယ်ကိုလည်းပြောတယ်နော်နက်မင်းကြီးတွေနက်သားတွေကိုဒီနက်နဲ့ပေါင်းတယ်ဟုတ်ပြီခတ်ဆိုတာချင်းခတ်တာတော့ခတ်တာကျွန်တော်တို့ကဒါလေးကိုပြောတာဖြစ်ပါတယ်ဖဏောင်းနဲ့ဆက်ပြီးတော့ချင်းခတ်တဲ့အရာမျိုးလေးတွေကို နော်ပြီးလို့ရှင်ပြာရာခတ်နေတာသူတစ်ပါးကိုပုတ်ခတ်ပြောဆိုတာဒါမျိုးလေးတွေကိုဒီခက်နဲ့သုံးတယ်တော့ခတ်တာဒါမျိုးလေးနဲ့သုံးမှာဖြစ်ပါတယ်ဟုတ်ပြီဒီဘက်ကပတ်သက်ကလေးကိုမြင်လို့ရှင်လဲအက်အတန်ထွက်မယ်ဒီအက်ကကြတော့ဘတ်အက်လဲဆိုတော့နော်ပတ်သက်အက်ကလေးကဘယ်မှာသုံးမှာလဲဆိုတော့ဥပမာကပတ်သက်ကပတ်သက်ကလည်းကအတန်ရှိပါမယ်ကပတ်သက်ကလည်းဘာအတန်ရှိမလဲကပတ်သက်က ခပဒကတတကတ်ရှိမယ်ဒီကတ်ကတ်ကြတော့ကျွန်တော်တို့ကဘယ်နေရာမှာသုံးပါလဲဆိုတော့ကိုယ်စီမှာတခုခုအဲထားပါလို့ရှိရင်ကော်ဒီကတ်သွားတဲ့အရာမျိုးတွေကိုထားရဲသုံးမယ်เนาะဒီမှာတခုကြံခဲ့တယ်ဒီမှာကတ်ဆိုရင်ဒီမှာကတ်ကိုကျွန်တော်တို့မြင်အောင်ဘလို့ပြလို့ရလဲကော်နဲ့ကတ်တာဒီစုံတစ်ခုကဘေးချင်းကတ်နေတာအဲတကငယ်ချင်းညောဘေးချင်းကတ်ထိုင်တာဒီကတ်ကဒီကတ်သုံးတယ်ဒီမှာကျွန်တော်တို့ကဘေးချင်းကတ်ထိုင်နေတဲ့ဟာလေးသုံးလို့ရတယ်ပြီးရင်ကော်နဲ့ဒီစုံတစ်ခုကိုကတ်နေတာမျိုးကျွန်တော်တို့သင်္ခါကိုလုတ်ပေးလို့ရတယ်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်လည်း နော်ရက်ဆိုတာဒီရက်ကကြတော့ stop လို့ခေါ်ရရက်တန်တာနော်ဒီရရက်တသက်ရက်ဆိုတော့ကျမတို့ရက်သုံးလို့မရဘူးလားကလေးကပြောလိမ့်မယ်ဆီယမဒါဆိုရင်ရက်တသက်ကလည်းရက်အတန်ရှိရနော်ဟုတ်တယ်ဒီရက်ကကြကျမတို့က no rep ကိုဘာအဲ့ aggregate ပညာဒါတွေမှာသုံးတယ်ဆိုပြီးကျမတို့ကသုံးရမှာဖြစ်ပါတယ်နော် ဒါဆိုလို့ရှိရင်ဟုတ်ပြီအဲ့တော့ဒီ red ကအသုံးရှိတော့ရှိတယ်ဒါပေမဲ့ stop ရက်လို့ရှိရင်ဒီရက်နဲ့မပေါင်းဘူးเนาะဟုတ်ပြီဒါဆိုရင် net ဩဒီမှာလဲ net ဒီမှာလဲ net ဒီ net ကကြတော့ဖက် net တွေပေါင်းတဲ့အခါမှာသုံးတယ်ဘာဘလို့သုံးတဲ့အခါမှာသုံးတယ် net ပသက် net ကကြတော့ဖက် net တွေသုံးတဲ့အခါမှာသုံးပါတယ်เนาะပြီးလို့ရှိရင်သူများကိုမကျင်နေဘူးငါမကျင်နေဘူးเนาะမကျင်နေဘူးเนาะမကျင်နဲ့အဲ့တော့ကျမတို့စလုံးပေါင်းနေအဲအမလေးဟာဆီယမ်ပါလေ sorry နော်မကျေနက်အဲမကျေနက်တဲ့နေရာမှာဒီနက်နဲ့သုံးပါတယ်ဟုတ်ပြီတက်နော်တက်စုစုနေတဲ့အရာတွေစုစုစည်းစည်းနဲ့တက်စုတွေကိုတက်နဲ့သုံးတယ်လေတက်ကိုတက်နဲ့သုံးတယ်နော်တက်သားတွေအဲဘူကြီးတွေအဲလိုမျိုးပဲတက်ရဌာနထိုင်ရမှာရှိရတယ်နော်အဲတက်သားဆိုတဲ့အရာမျိုးတွေကိုဒီတက်နဲ့သုံးပါတယ်ဟုတ်ပြီနောက်ဒါဒါပြီးလို့ရှိရင်ကျမတို့ကဟိုဒါဆိုရင် what เนาะဒါပေမဲ့ ဆိုတော့ဒါကျမတို့ကရေးတဲ့ဒါ what လို့တန်ထွက်မယ်မြန်မာလိုမှကြတော့ဘယ်လိုပဲဆိုရလဲဆိုတော့ wood တွားတွားတယ်လို့ပဲဆိုရအမှန်က wood တွားလို့ပြောရင်ကလေးတွေကဘယ်လိုမျိုး what တသက် wood နဲ့ရေးတဲ့နော်အဲ့အလေးကိုသူတို့ကိုချင်းကျန်နေကျမတို့ရေးရပါ wood ဆိုတာ wood center where လို့ခေါ်တယ် wood center ကိုပြောတာเนาะဒီလိုလေးဘက်ကလေးကုန်ပြီးတော့ no crawl လို့ခေါ်တယ်တွားတွားတွားတာကို wood တွားတွားတယ်လို့ခေါ်တယ်เนาะဒါပေမဲ့ဒီဒီ wood နဲ့မဝတ်ဘူးเนาะစလုံးမတခါတဲ့ what အဲ့ဒီ what ကိုမှစကားနဲ့ပြန်ပြောတဲ့အခါမှာ what တွားသည်ဆိုဖြစ်သွားတယ်လို့ပြောပြပြမယ်ဆိုရင်ကလေးလေးတွေကနော်တသက်အပ်နဲ့ပသက်အပ်ကိုတခါတည်းနဲ့ဒီပုံလေးတွေကိုကြည်ရှင်အဖြစ်ရရှိသွားမယ်လို့မိမိတို့အိမ်မှာတင်ရတာအဆင်ပြေသွားမယ်လေကူသွားမယ်လို့ယူဆလို့ဒီတင်ထောက်ကူလေးကိုလုတ်ပေးလိုက်ခြင်းဖြစ်ပါတယ်ရှင်အကျိုးရှိမယ်တင်ပါတယ်ကျေးဇူးပါ